ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော် Manchester United တင်ဟတာ Old Trafford ကွင်းမှာပဲ Brighton တင်ကိုထပ်ပြီးတော့အနိုင်ယူခဲ့တယ်။ဆိုတော့ဒီ၃ပွဲဆက်တိုက် Premier League နိုင်ပွဲကိုရရှိခဲ့တယ်။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးအနေချင်းလောက်ကိုကျွန်တော်ညီကိုတွေနဲ့တူတူဒါပွဲပြီးသုံးသက်ချက်တွေပြုလုပ်သွားခြင်းနဲ့ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ဒီပွဲရဲ့ အစပြီးတော့ကစားတဲ့ပုံစံကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ဒီဝဲကြုံမှာတော့မှန်းခဲ့တာနဲ့တော်တော်လေးလွဲခဲ့တာကိုတွေ့ရတယ်။ဆိုတော့ကျွန်တော်ကဒီ armor ring အနေနဲ့ဒီပွဲမှာဒါ high pressing ပေးပြီးတော့ဆော့လာမယ်တော့ကျွန်တော်လုံးဝတကယ်မထင်ထားဘူးနော်။တကယ်လည်းဗျာဒီစဆော့တဲ့အချိန်မှာအရင်ကြီးအဆင်ပြေလို့မမခံစားရဘူးဗျာ။အဲ့ချိန်တော့ဆိုရင်ဒါ armor ring တုံးလာတဲ့ပုံစံဒါမှားရီလိုတောင်ထင်ခဲ့ရတာဆိုတော့ကျွန်တော်တို့အတင်းကဒီဘက်မှာ high pressing ကစားဖို့အတွက်ပြင်ဆင်လာတယ်ပြီးတော့ကျွန်တော်တို့ဒီ9မိနစ်ကနေပြီးတော့10မိနစ်လောက်အတွင်းမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ pressing ကအဆင်မပြေဘူးဗျာအများတန်းဒီ number 30ဒီ router က draw ကိုဆင်းတဲ့အခါမှာဆိုရင်ဒီအရာရီဒါမှမဟုတ်ရင်လည်းဒီ router ကအများတန်းလွတ်တယ်ဒါပေမဲ့အဲ့ဒီ10မိနစ်ပြီးတဲ့အချိန်မှာအမုံရင်းချက်ချင်းပြောင်းလိုက်တာကတော်တော်လေးကောင်းတယ်ဗျာဆိုတော့ညီကိုလေးဆိုရင်ဒီဘက်မှာမြင်မိလားမသိဘူးကျွန်တော်တို့ဒီ ဒီလူရှော့ဆိုရင်ဒါအမြဲတမ်းဟိုဒါ highlight တက်ပြီးတော့ဆော့သွားရတယ်။တခါလေဆိုရင်ဒီမသီးရဲ့ delay က highlight တက်ပြီးတော့ထောက်တဲ့အလုံးတွေအများကြီးကိုတွေ့ရရယ်ဗျာ။ဆိုတော့ကျွန်တော်တို့ကဒီ high pressing သွားတဲ့အခါမှာဆိုရင်ဒီ queen lay က523နဲ့ဘယ်လိုမှသွားလို့မရတဲ့အခါမှာ queen lay ကို embedded အနေနဲ့ဓမ္မမုံရင်လေဒီ CBDM hybrid အနေနဲ့ဒါတယောက်တယောက်ကိုတွဲထောက်ခိုင်းလိုက်တဲ့အချိန်မှာကျွန်တော်အသင်းကတော်တော်လေးအလုံးဖြစ်တာကိုတွေ့ရတယ်။ဆိုတော့ကျွန်တော်ဒီ high pressing ကနေပြီးတော့ဗျာအခွင့်အရေးတွေအများကြီးရခဲ့တယ်။ဆိုတော့ Brighton အသင်းရဲ့ဒီ queen lay ကလည်းဒီနေ့ပွဲမှာတော်တော်လေးအားနည်းရယ်လို့ပြောလို့ရတယ်။ ဆိုတော့သူတို့ရဲ့ဒီခွင်းနဲ့ဆိုရင်ဒါအဆုံလိုက်နောက်ဆုံးဆိုရင်အဆုံလိုက်တောင်ဒါချိန်ပြလိုက်ရတယ်ဗျာဆိုတော့ပထမပိုင်းမှာဆိုရင်ဒီအရာရီရတော်တော်လေးအမားများရဗျာဗာလီဗာရောဒါမားတယ်ဒါပေမဲ့အရာရီရပို့ပြီးတော့အမားများတာကိုတွေးရတယ်ဆိုတော့ကျွန်တော်တို့ဒီ high pricing ကနေ goal တွေရခဲ့တဲ့အတွက် amorin ကိုလည်းကျွန်တော်တကယ် credit ပေးရဗျာဒီ amorin အနေနဲ့လည်းဒီပွဲမှာလှုပ်လာတဲ့ဆုံးဖြတ်ချက်ကမှန်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ပထမဆုံးအဖွင့် goal ကိုတော့ကျွန်တော်အမြဲဒီ goal အရန်ရစေချင်တဲ့ကွန်ညာရသွားတဲ့အတွက်ဒါတော်တော်လေးကိုကောင်းတယ်ဆိုတော့ကွန်ညာအနေနဲ့လည်းဒီ goal or asset ကတခုရသင့်တဲ့အချိန်ရောက်နေပြီဗျာဒါပေမဲ့ ဒီချိန်မှာ तू ဒါအချိန်သားကရတော့တယ်ဆိုတော့ तू သွေးတော့တဲ့ကူကလည်းတကယ်ကိုကောင်းတယ်ဗျအဲ့လုံးဝဒီကက်စီချပေးတဲ့လုံးဝလည်းတကယ်ကိုကောင်းတယ်ပြီးတော့ကိုညာအသားလေးဒီပတ်သွားတဲ့အလုံးဝလည်းတကယ်ကို quality ကိုဆိုတော့ကိုညာလည်းဂိုးရသွားတဲ့အတွက် तू ဒီဂိုးအရန်လိုချင်နေရတာကဒါပြီးပြည့်စုံသွားပြီလို့ပြောလို့ရရယ်ဆိုတော့ကိုညာအတွက်လည်းဒါတကယ်ကိုကောင်းတယ် ကျွန်တော်အတင်းကဒီဘွဲမှာဆိုရင်ဒါအများကြီးတော့မှတိတ်ပြီးတော့မလိုလိုက်ရအောင်ဗျာပထမပိုင်းမှာဆိုရင်ကျွန်တော်အတင်းဟိုကစားရတာအရန်တက်တာတယ်တက်တာရဲဆိုတာ right hand အတင်းရဲ့ဒီ play front နဲ့ back ကဒီနေ့ဘွဲမှာတော့တော်တော်လေး struggle ဖြစ်တာကိုတွေ့ရတယ်ဒါပေမဲ့သူတို့ကဒါမချိမ့်မဲနဲ့ပေသုံးတဲ့အတွက်ကျွန်တော်တို့ဒီ goal တွေထပ်ပြီးတော့ရခဲ့ရပေါ့နော် ပြီးတော့ကျွန်တော်တို့ဒီကက်စမီရိုရဲ့ဒုတိယဂိုးကလည်းကျွန်တော်တို့အသင်းကိုတော်တော်လေးအသက်ရှူချောင်စေခဲ့လို့ပြောလို့ရတယ်ဆိုတော့ဒီဂိုးကလည်းဒါကျွန်တော်လက်လဲပါရပေါ့ဗျာတော့ကျွန်တော်ကန်ကောင်းကန်ကောင်းလို့မို့ဒါကျွန်တော်ဒီဂိုးရခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီ2-0ဖြစ်သွားတဲ့အချိန်မှာတော့ပထမပိုင်းမှာကျွန်တော်တို့အသင်းကတော်တော်လေးကိုဆုံးမသွားပြီးတော့ပွဲကကျွန်တော်တို့ပွဲဖြစ်သွားတယ်ဗျာတော်တော်လေးလည်းတက်တောင့်တသာရှိသွားတယ်ပရက်ရှာလည်းနှဲသွားတယ်နောက်ခုဒီပွဲမှာတခုပြောစရာရှိတာဒီဒိုင်ရဲ့အဆုံးဖြတ်ချက်တွေကတော့နည်းနည်းဒီ controversial ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ကျွန်တော်အသင်းရားသင့်တဲ့ penalty တွေလည်းမရခဲ့သလိုတစ်ဖက်အသင်းကိုပေးရမယ့်အလုံးတွေလည်းဒါမှမပေးခဲ့ ်လို့ထင်တယ်ဆိုတော့ဒါကတစ်ဖက်ကပြန်တွေးကြည့်လို့ရတာကျွန်တော်တို့ရသင့်တဲ့အလုံးတွေတော့လည်းမပေးခဲ့လို့မို့ဒါ Brighton ကိုလည်းမပြန်ပြီးတော့မပေးတော့လို့ပဲကျွန်တော်ကတော့ယူဆရတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်တွေကတော်တော်လေးမပြတ်သားတာကိုတွေ့ရတယ်ဆိုတော့အာအာမက်ရဲ့အလုံးရောအန်ဘွန်မွန်းရဲ့အလုံးရောနှလုံးစလုံးကအနည်းဆုံးတော့ဘာတောင်မှပြန်ကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်ဗျာဒါပေမဲ့နှလုံးစလုံးကိုဘာပြန်မကြည့်ပဲနဲ့ဒါလစ်လီရှူးခဲ့တာကျွန်တော်အတင့်တွေလည်းဒါနစ်နာရလို့ပြောလို့ရတယ်ဆိုတော့ပထမပိုင်းမှာတော့ကျွန်တော်တို့ကအမှားရောမရှိဒါငကုတ်ကိုမရှိနဲ့ကစားနိုင်တယ်ဆိုတော့ဒုတိယပိုင်းကိုရောက်လာတဲ့အခါမှာဒီ Brighton အသင်းကသူတို့ဒီအလုံးစုံချိန်ပြ လိုက်တယ်ဗျာဒီကွင်းလေရ ကွင်းလေကစားသမားသူတို့ရဲ့ဒီကွင်းလေ before အထိုင်ကိုချိန်ပြလိုက်တဲ့အချိန်မှာသူတို့နည်းနည်းလေးတော့ပြန်ပြီးတော့ကစားကွက်လေးပုံပြန်မိလာတယ်။ဒါပေမဲ့ကျွန်တော်တို့ကပဲထပ်ပြီးတော့ဥဆောင်ကိုရခဲ့တယ်။ဆိုတော့ဒီကိုတော့ကျွန်တော်တို့ဒီပွဲတိုင်းမှာခြေစမ်းပြနေတယ်။ဒီပွဲမှာဆိုရင်လည်းကျွန်တော်အတွက်ရောဒါတကယ်လဲတဲ့ man of the man ရသွားတာကအန်ဖုံမုံပဲ။ဒီပွဲကအန်ဖုံမုံကလည်းတကယ်ကိုကောင်းတယ်။ဆိုတော့ကျွန်တော်အသင့်ဒါမနစ်ကအားနေခဲ့တဲ့ဒီဂိုးသွင်းခွင့်တွေပေါ့နော်။ကျွန်တော်ဒီအခွင့်အရေးတွေအသုံးမချနိုင်မှုတွေကိုဒီရာသီမှာဒါအန်ဖုံမုံစီကနေပြီးတော့ end of product အနေနဲ့ရနေတာတကယ်ကိုပြည့်ပြည့်စုံတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဒီနေ့ င်းမှာအစ်စ်ခေါ်တဲ့ကစားသမားနှစ်ယောက်စလုံးဂိုးတွေရခဲ့တယ်။ဒီဆက်စကိုဆိုရင်လည်းသူအပိုင်ခွင့်ရေးတွေရခဲ့ပြီးမြဲတာအနေနဲ့လောနေရလဲပါတယ်။ဒါပေမဲ့ channel အပိုင်းတွေမှာဆက်စကိုလည်းသူလုတ်ပေးနိုင်တာတွေကိုအကုန်လုတ်ပေးသွားတယ်လို့ထင်တယ်။ဆိုကျွန်တော်ဒီ 3D ဖြစ်သွားတဲ့အချိန်မှာကျွန်တော်အသင်းကဒါအဲ့ဒါလူစားလဲမှုတွေလည်းလုတ်ခဲ့ပေါ့နော်လုတ်ခဲ့တဲ့အချိန်မှာကျွန်တော်ဘာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီလူစားဝင်ကစားသမားတွေကဒီဖက်လိုင်းရဲ့ကစားသမားတွေနည်းနည်းလေး level ကွာဟာနေရအောင်တွေ့ရရပြကျွန်တော်က ဒီထက်ပိုပြီးတော့ကောင်းစေချင်တာဒီလူစားဝင်လာတဲ့ကစားသမားတွေအနေနဲ့ဆွတ်ထားပါကျွန်တော်တို့ဒီ 3D နိုင်တဲ့အချိန်မှာကျွန်တော်တို့မထင်မဖက်နဲ့ဒါဖောင်းမောင်းနေပြီးတော့ကျွန်တော်ဒီ free kick တိုက်ရိုက်သွင်းသွားတယ်ဆိုတော့ဒီ Daniel Webber ကလည်းဒီ Old Trafford မှာ goal သွင်းတဲ့အဆင့်လာတော့ဆက်ထိန်သွားတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာအဲ့3-1ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့က ဘာမှမဖြစ်သေးဘူးဗျာဘာမှမဖြစ်သေးဘူးဆိုတာအုံကိုတကူပဲရှိသေးတဲ့အချိန်မှာကျွန်တော်အဲ့ပွဲရဲ့ momentum ကိုထက်ပြီးတော့ခေးလုံနိုင်တင်တယ်ဒါဒါမှဒါအရင်မဆိုးဘူးလို့ပြောလို့ရတယ်ဒါအရင်ကပွဲတွေဆိုရင်ဒါချက်ချင်းတကြပေါက်ပြန်ပြီးတော့နှကိုးစက်တိုက်တွေပေးရမျိုးဖြစ်မှာဒါပေမဲ့ဒီပွဲမှာတော့အဲ့အဲ့ဘိုင်းမှာတော့ control လုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီထက်ပြီးတော့တကူပေးရတဲ့အချိန်မှာ3-2ဖြစ်သွားတဲ့အချိန်မှာဒါကျွန်တော်ညီကိုရေလည်းမြင်ပါပါ ပွဲရဗျာဒီအစိုးကြီးတွေဖြတ်ထားရမယ်ပွဲကိုဒါပို့ပြီးနည်းနည်းပြန်ပြီးတော့ struggle ဖြစ်သွားပြီဗောနော်ဆိုအသင်းအနေနဲ့အိုက်ပိုင်းမှာတော့အခုထပ်ပို့ပြီးတော့တိုးတက်ဖို့ရလိုတယ်ဆိုလူသားဝင်ကစားသမားတွေကလည်းဒီသူတို့လူသားသာဝင်လာတာ industry ကဒါမေခွန်းထုတ်เสียလဲကောင်းတယ်ဆိုတော့ armorin ဘာကြောင့်မတုံးလာလဲဆိုတာဒါညီကိုတွေလည်းတော်တော်များများမြင်ပဲလို့တော့ကျွန်တော်ထင်တယ်ဒါမဲ့လည်းကျွန်တော်တို့ဒီအဆုံးသက်မှာတော့ album မို့ရပဲကျွန်တော်တို့နောက်ထပ်အပိုင်ခွင့်ရေးကိုသုံးချပြီးတော့ကျွန်တော်တို့ဒီ photo နဲ့ကျွန်တော်တို့ပွဲကိုပြသစေခဲ့ရပေါ့ဗျာဆိုတော့ဘာပဲနေနေပါကျွန်တော်ဒီပွဲမှာတော့ armorin ချင်းခက်လာတဲ့ပုံစံရောဒါလူထုတ်လာတဲ့ ံစံရောကျွန်တော်သဘောကျရဲဆိုတော့လူထုတ်လာတဲ့ပုံစံကတော့ဒါကျွန်တော်ကျွန်တော်ဗီဒီယိုကြည့်တဲ့ညီကိုတွေဆိုသိမှာပါကျွန်တော်ဒီ17ရောက်လုံးဒါကျွန်တော်ဖြစ်စေခြင်းတဲ့အတိုင်းသူထုတ်လာတယ်တကယ်လည်းကောင်းခဲ့တယ်ကျွန်တော်တို့ဒီဘွဲကအရန်ခက်ခဲမယ်လို့ထင်တာဘာလို့လဲဆိုတော့ဒီ Brighton က Chelsea, Man City, Newcastle တို့ဒါအနိုင်ခံထားတဲ့အသင်းဆိုတော့ကျွန်တော်တို့အတွက်လည်းဒါ Old Trafford အကွင်းမှာလည်းဒုက္ခပေးနေကြအသင်းဖြစ်တဲ့အတွက်ဒါကျွန်တော်မလွယ်လာဘူးလို့တောင်ထင်ထားတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ထင်ထားသလောက်ကြီးထိအရင်ကြီးတော့မခက်ခဲကြတာတော့သိကြတယ်။ဒါပေမဲ့တချို့သော moment တွေမှာပွဲဟိုအစောကြီးဖြတ်ထားရမယ့်အချိန်တွေမှာကျွန်တော်ပြန်ပြီးတော့ဒီပွဲကိုအချိန်ပြန်တင်တာတွေရအဲအဲ့ဘိုင်းတွေမှာတော့ကျွန်တော်ထပ်ပြီးတော့ကောင်းဖို့ရလိုအပ်တယ်။ဘာပဲနေနေကျွန်တော်တို့ဒီပွဲမှာလည်း၃မှတ်ထပ်ရခဲ့တယ်။၃ပွဲဆက်လိုက်အနိုင်ရရှိခဲ့တယ်။ဆိုတော့အသင်းအနေနဲ့ဒါတဖြည်းဖြည်းနဲ့တော့ဒီလမ်းကြောင်းပေါ်ကိုပြန်ပြီးတော့ရောက်လာနေပြီ။ကျွန်တော်တို့ဒီယုံ ွန်ကြီးမှုတွေလည်းတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ရလာနေပြီလို့ပြောလို့ရတယ် ဆိုတော့ဗျာဒီအတင်းကနိုင်ဝဲရသွားတဲ့အချိန်မှာကျွန်တော်မကောင်းတဲ့အရာတွေတော့အများကြီးမပြောတော့ဘူးတခြားအားနေတဲ့အရာလေးတွေလည်းရှိပေမဲ့ဒါလက်ခံပြီးလို့ရတဲ့အနေထားလေးတွေတော့ရှိရယ်ဆိုတော့ကျွန်တော်နောက်ထပ်ဒီဒေတာဘုံနဲ့ညီကိုရီနဲ့အတူပြန်လာခဲ့ပါမယ်ဆိုတော့ညီကိုရီလည်းဒီဘွဲမှာဆိုရင်ညီကိုရီအတွက်အကြိုက်ဆုံးကစားသမားဘယ်သူလဲဆိုတော့ကိုညာရဲ့ကိုကိုရောဘယ်လိုမြင်ကြလဲညီကိုရီရဲ့အမြင်တွေကိုလည်းကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပြီးတော့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်